ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမေးတလောက်ပူနေတာနေ့ယောက်ကြောင်အိမ်လာပြီးထမင်းစားဖို့ပြောပါလားနေ့လေဖက်ကအရန်ပူတယ်လေဒီလိုလဲရေအိုးတွေကလည်းရောင်းရတာလည်းမဟုတ်ဘူးအမေရေအိုးတွေကတလုံးရောင်းရလဲအိမ်စေးထွက်တယ်လေ အမေတမိထမင်းတော်ပို့လိုက်မယ်။စပယ်ကလေသူရောက်ခမစကားနားမထောင်မင်းသူရောက်ကြကိုထမင်းတော်ပို့ပါရယ်။လမ်းမှာတခြားဆိုင်တွေမှာလူတွေပြည့်နေတာကိုတွေ့ရပါရယ်။စပယ်ရောက်ကြကနေပူရင်းမှာရေအိုးတွေလုံနေပါရယ်။အရင်ကငါတို့ရေအိုးဆိုင်ကလူတွေပြည့်နေရပဲ။အခုကျတော့ဘေးနားရေခဲတက်တာဆိုင်ကလူတွေပြည့်ပြီးရောင်းနေရတယ်။ဟုတ်တယ်လေစပယ်ရဲ့ဘာတက်နိုင်ပါလဲ။ရောင်းမှာမီးရကလေးကလူတွေကရေခဲတက်တာပဲတော့ပဲကြတယ်။ရေအိုးကမရောင်းရတော့ဘူး။ တပတ်မှာစပိတ်ရောက်ကြကနေပူရဲမှာထိုင်ပြီးရေအိုးတွေလုံနေပြီးလူတွေကတော့ရေကြီးတက်တာတွေပဲဝင်နေကြပါတယ်။ငါတော့ဒီရေခဲတက်တာလိုချင်တယ်။ငါတို့လည်းရွာမှာဒီလိုရေခဲတက်တာကိုထိုင်ရင်ငါတို့အိမ်လည်းမြို့နဲ့တူမယ်လေ။ငါတို့အိမ်ကဟင်းတွေလည်းမပြက်စည်းတော့ဘော။ဟုတ်တယ်မဝေးပါ။မြို့မှာဒီလိုရေခဲတက်တာတွေတုံးကြတာအရင်ကောင်းနေ။ယောက်ျားကြီးငါတော့ဒီလိုနှစ်ထပ်ပါတာပဲဝယ်ပေးလေ။ငါတို့ရွာမှာမီးလည်းရှိတယ်ဆိုတော့ဒီခဲတက်တာတော့ထားမရမယ်။ ဒီလိုနဲ့တဏီကုံမနက်ကနေညနေထိရေကြီးတက်တာဆိုင်မှာလူတွေကတဏီကုံဝင်နေကြပြီးတော့ဆိုင်ထဲမှာလည်းလူတွေပြည့်နေပါတယ်။လမ်းပေါ်မှာဝီယန်ကတော့တယောက်မဟုတ်တယောက်ကိုတားပြီးရေဦးတွေရောင်းနေပါတယ်။အတို့ကြီးဒီလောက်ပူနေတာရေဦးဝယ်ပါလား။ရေဦးကရေတောက်ရင်ကောင်းတယ်လေ။မဝယ်တော့ပါဘူး။ကြွားမှာမိရလည်းရသွားပြီဆိုတော့ရေခဲတက်တာပဲတုံးတယ်လေ။ရေဦးတွေကအတော့မဝင်တော့ပါဘူး။ဒီလိုပြောပြီးအတို့ကြီးကလည်းထွက်သွားပြီးတော့ ညနေရောက်တော့ဝီယန်နဲ့စပေးကရေအိုးတွေတဲပြီးအိမ်ပြန်လာတဲ့အချိန်မှာခလေးတွေကပိုက်စားလို့ငုံနေပါတယ်။အဖေကြီးတအားကပိုက်ရမ်းစာနေပြီးဘာမှမကြည့်ဘူးလား။နင်တို့ကလည်းအဖေကအခုမှမောပြီးလာတယ်။ဂျီတွေပါတွေပေးမှမရှိဘူးအပေါ်တွေပြောနေတာချွေးတွေလည်းကျနေပြီးတရက်လောက်ထမင်းမစားရရင်နင်တို့မသေးသွားဘူးလေ။ဟုတ်တယ်လေကလေးတွေကိုအော်နေနင့်အဖေကလည်းဒီရေအိုးရောင်းတဲ့အလောက်ကလွဲလို့တခြားအလောက်မလောက်တတ်ဘူး။အမေ ဒါရေအိုးရောက်တဲ့အလုပ်မလုပ်ရင်ဘာလို့ရမလဲ။ဒါတခြားအလုပ်မလုပ်တတ်ဘူး။ဒီလိုနေရသည်မှာလေဒီအလုပ်ကိုလက်မလွတ်နိုင်ဘူး။ငါစီမှာရူဘီ30တော့ရှိသေးတယ်။ခဏလေးစောင့်ငါခုပဲဆန်သွားဝယ်လာခဲ့မယ်။ဇပေကလည်းဆန်ဆိုင်ကိုသွားပြီးဆန်နေဝယ်လာပြီးတော့ဆန်ပြုံလေးလောက်ကခလိတွေကိုကြွေးခဲ့ပါတယ်။ဒီလိုနဲ့အပူချင်းတွေကလည်းမြင့်လာပြီးအချင်းတွေကြောက်သွားတဲ့နောက်မှာတော့ဝင်းရန်ကလေတဲကရေအိုးလုံးမဲ့မြေကြီးတွေသွားသေးတဲ့အချိန်မှာအတော်ကြီးတယောက်ကရေအိုးလာဝယ်ပါတယ်။ ငါ့ကိုလည်းရေအိုးတလုံးလောက်ပေးပါလားရေအိုးတွေကလည်းဈေးတွေကဘယ်လိုတွေလဲရေအိုးတတိလေးကရူပီ30ပါအကြီးကရူပီ90ပါပိုက်ပါရာကရူပီ100ပါအကူကလည်းဟာရွာမှာမီးတွေရှိနေပြီနော်ရေခဲတက်တာဈေးမပြောနဲ့ရေအိုးဈေးမမှန်နဲ့ပြောရအောင်ငါလည်းအိမ်မှာမီးတက်ဖို့ပြောထားတယ်မီးရသွားရင်တော့ရေခဲတက်တာဝယ်ရေအိုးကအလကားပဲလေပိုက်ပါတဲ့ဟာတော့ငါရူပီ30ပဲပေးမယ်အဲ့လိုမရဘူးလေရူပီ30ကရေအိုးအသေးလေး အေးနေရောင်းကျင်လည်းရောင်းမရောင်းကျင်လည်းမရောင်းနဲ့ငါတော့ရူဘီ30ပဲပေးနိုင်မယ်ရပါတယ်မရေရူဘီ30နဲ့ပဲယူသွားလိုက်တော့ဇပေကလေဘာမှမရောင်းရတာကြောင့်ရူဘီနေရာတဲ့ရေဦးကိုရူဘီ30နဲ့ပဲရောင်းလိုက်ပါတယ်ဝေယံရေနေရာပြင်ပင်ပတ်မတ်နဲ့အလတ်လောက်တာငါသိတယ်ဒါပေမဲ့ငါတို့အလုံးမဖြစ်တာလဲကြာပြီလေအဲ့ဒါကြောင့်ရောင်းပေးလိုက်တာဟုတ်ပါပြီနင်းလောက်တာမှန်တယ်ငါလည်းအဲ့လိုပဲလုပ်မှာ ဒီလိုပြောပြီးဝီယန်ကလည်းရေဦးတွေယူပြီးတော့ရောင်းမို့ထွက်သွားပါတော့တယ်။လမ်းတိုင်းမှာမီးရှိတဲ့အိမ်တွေကရေကြီးတဲ့တောင်ရီရှိနေပြီးအားလုံးကရေဦးတွေကိုအပြင်ကိုထုတ်နေတာကိုတွေ့ပါတယ်။ဒီရေဦးကမလို့တော့ဘူးပဲ။မတို့အိမ်မှာရေကြီးတဲ့တာရှိနေပြီးဟင်းတွေလည်းမပြည့်စည်တော့ဘူး။ကလေးတွေလည်းငါတို့ကိုကြည်မကြတော့ဘူး။လူတွေကလည်းမီးရကလေးကရေဦးတွေကိုအေးမလုံကြတော့ဘူး။ဝီယန်ကလည်းနေရာတိုင်းမှာလမ်းတိုင်းမှာရေဦးတွေရောင်းပြီးညနေရောက်တဲ့အခါမှာတော့စိတ်ညစ်ပြီးပြန်လာခဲ့ပါတယ်။ နောက်နေ့မနေ့ရောက်တော့ဝင်းရန်ကသူ့ရေအိုးဆိုင်ကိုသွားတဲ့အချိန်မှာဒီကိတတဆိုင်ကဆိုင်းရှင်ကသူ့ကိုစောင့်ချိပြီးပြောခဲ့ပါတယ်။မင်းကလည်းနောက်တစ်ခါမလာတော့ဘူးထင်နေတာဒီဆိုင်ကိုပိတ်လိုက်ပြီးထင်နေတာမင်းလည်းငါ့လိုပဲရေကိတတရောက်ပါလား။ဆိုင်းရှင်စကားကိုကြားပြီးတော့ဝင်းရန်ကစိတ်ဆိုးပြီးပြန်လာခဲ့ပါတယ်။အင်ကိုပြန်လာတဲ့အချိန်မှာဝင်းရန်သားနေမကောင်းဖြစ်နေတာကိုတွေ့ခဲ့ပါတယ်။တွေ့လား။နေလုံးလုံးဒီလိုတွေဖြစ်တာနေရတခြားအလုပ်လုပ်ရင်ပတ်စံရမယ်။ ရေအိုးလှုပ်တဲ့အလောက်ကိုထားလိုက်တော့အမေရေအကူကဘတော်မှနေမကောင်းတော့ဘူးလားယင်တမီးတို့မှဆေးကုဖို့ပတ်စံလည်းမရှိဘူးလေဝေယံရေငါတို့တွေဘာလုပ်ကြမလဲအိမ်မှာဆေးလည်းမရှိဘူးဆေးကုဖို့ပတ်စံလည်းမရှိဘူးဘလို့လုပ်ကြမလဲနေစိမပူပါနဲ့ငါတယောက်ယောက်စီကနေပတ်စံချီးပေးမယ်ဝေယံကလည်းတငယ်ချင်းစီကပတ်စံချီးပြီးဆရာဝန်ခေါ်လာပြီးဆေးကုပေးပါတယ်ဒီလိုနဲ့အချိန်တွေကြာသွားပြီးအားလုံးအိမ်မှာမီတာကတွေရောက်လာပါတယ်။ဖျားရေ ငါအိမ်မှာမီတာခရူပီ2000တောင်ကျတယ်။ရေခဲတက်တာလည်းမီတာခအရန်များတာပဲ။ဟုတ်လား။ရူပီ2000တောင်ကျတယ်။တော်သေးလို့ပေါ့။ငါအိမ်မှာမီတာမတက်ရသေးလို့။အေးမီတာတက်ပြီလဲရေခဲတက်တာမဝယ်နဲ့နော်။ရေအေးတာတောက်ချင်ရေအိုးထဲကလည်းတောက်လို့ရတာပဲ။သူတို့နှစ်ယောက်ကစကားပြောပြီးအိမ်နေလာတဲ့အချိန်မှာမီးပြတ်သွားပြီးတော့မီးကညနေအထိမလာပါဘူး။အလုံးအင်းကရေခဲတက်တာတွေကပစ္စည်းတွေကပျက်စီးသွားခဲ့ပါတယ်။သူတို့အိမ်တွေမှာရေတောက်ဖို့ရေအေးတပူတောင်မရှိပါဘူး။ အတော်ကြီးအိမ်မှာရေအိုးရှိရမလားရေအေးလေးတစ်ခွက်လောက်တိုက်ပါလားရေအေးဒါလေးတောက်ချက်နာမီးတွေကလည်းနှစ်ရက်တစ်ခါတနေကုန်ပြက်နေတာရေခဲတက်တာပစ္စည်းတွေလည်းမကောင်းတော့ဘူးဟုတ်ပါပြီရေကတော့တိုက်မယ်ဒါပေမဲ့နေ့တိုင်းမတိုက်ဘူးနော်ရေခဲတက်တာရှိလဲရေအိုးတစ်လုံးတော့ထားသင့်နေအေးမီးရှိလဲတောက်လို့ရတယ်မီးမလာလဲရေအေးတောက်လို့ရတယ်နင်ဝယ်ထားလေလူကြီးကရွာမှာမီးရလာပြီးအားလုံးကရေခဲတက်တာတွေဝေးကြပြီးတော့တလမှာပဲမီတာကတွေကြည့်ပြီးကြောက်သွားခဲ့ကြတာက မိကလည်းတရက်နှစ်လောက်ပြတ်တာကြောင့်ရေခဲတတန်ကလည်းအလုံးမလုံးပဲအင်ကလူတွေကရေအိုးတန်ဖိုးကိုတည်လာခဲ့ပါတယ်။အလုံးကဝေးရန်စီလာပြီးရေအိုးတွေဝဲကြပါတယ်။ဝေးရန်ရေရေအိုးတစ်လုံးလောက်ပေးပါ။ပိုက်ပါတာပေးနော်။ရေအိုးတစ်လုံးရူပီ200နော်။ဘာဖြစ်လဲရူပီ200လဲ။အိမ်မှာရေအေးမတောက်ရတာကြားပြီးနီးမလာတော့ရေခဲတတားလည်းအလကားပါ ਈ ။အဲ့နေကြတော့တယောက်ပြီးတယောက်ဝေးရန်စီလာပြီးရေအိုးတွေဝဲကြကအဲ့နေမှာဝေးရန်ဟာရောင်းကောင်းခဲ့ပါတယ်။ ရေကိုရောင်းနေတာကိုကြည့်ပြီးရေကိတ္တာဆိုင်ရှင်ကစိတ်တူပြီးတော့နောက်ရကျတော့ဝဲရိတ်သူတွေကိုပြောခဲ့ပါတယ်။အခုရေဘာလုပ်နေတာလဲအပြင်အပူထဲမှာရေအိုးကြည့်နေသေးတယ်။ဆိုင်ထဲလာပြီးအဲကုန်းတဲ့ရေကိတ္တာဝဲလေရေကိတ္တာအလကားပါဗျာအိမ်မကလည်းရေကိတ္တာရှိနေတယ်။မီးရလည်းမလာပါဘူး။နှစ်ရက်ပြတ်လိုက်နဲ့စားစရာတွေလည်းမကောင်းတော့ဘူး။ရေအေးလည်းမတော့ရတော့ဘူး။မီးတွေမရှိတာကြောင့်အိမ်မှာရေအိုးတလုံးရှိတဲ့နေအပူချိန်မှာရေအိုးကရေတောက်ရတာပဲကောင်းတယ်အဲ့ဒါကျမ်းမာရေးအတွက်လည်းကောင်းတယ် အဲ့လူစကားကြားပြီးတော့ဆန်ရှင်ကပါဇက်ပိတ်သွားပြီးဝေယံကလည်းအဲ့ဒီနေ့မှာရင်းပြောပါတယ်။အိမ်ပြန်တဲ့အချိန်မှာခလေးတွေအတွက်အအေးတွေဂျုံတွေဆန်တွေအားလုံးကိုဝေသွားပါတယ်။ခလေးတွေကလည်းသူ့အဖေကိုကြည့်ပြီးပြောနေပါတယ်။အမေကြီးကြည့်ပါဦးအဖေကအအေးတွေဝေလာတယ်။အပူချိန်မှာအအေးတောက်ရတာရင်းကောင်းတယ်ဆန်တွေဂျုံတွေလည်းဝေလာတယ်။ငါတို့ကရေအိုးတွေလည်းမရောင်းရအောင်လေရှင်ဘလို့ဓာတ်တွေဝေလာလဲ။နားဆိုင်ကအရင်လိုပဲပြန်ရောင်းရပြီလူတွေလည်းလာတယ်လူတွေကဈေးလည်းမစစ်ကြဘူး။ သူတို့ကမီးမလာတော့ရေအေးမတောက်ရဘူးလေရေအိုးကြတော့မီးမရှိလဲရေအေးနေတာပဲဖယားကဘာလို့လို့ကောင်းပါလေဒေါလာကလည်းပြောသွားပြီးရောင်းရတာကိုကြည့်ကနေရာဒီမှာအလုပ်ဖြစ်မဲဆိုတာသိပြီးအားလုံးကပျော်ပျော်ပါပါအစားကောင်းတွေချက်စားကြပါတယ်ဒီလိုနဲ့ပဲအချိန်လေးကုန်ဆုံးသွားပြီးတရက်ကြတော့ရေကြီးတတရောင်းနေဆိုင်ရှင်ကဝီယန်အိနာကဖြစ်သွားတဲ့အခါမှာတော့တတိတယောက်ကဝီယန်စီကရေအိုးဝယ်နေတာကိုတွေ့ခဲ့ပါတယ်ဝီယန်ကြီးငါ့ကိုရေအိုးဆယ်လုံးလောက်တော့ပေးပါ တတိရေအိုးကဘာလုပ်မှလဲရေခဲတက်တာဝယ်လေရေခဲတက်တာဆိုတာဟင်းနေထားဖို့ပဲကောင်းတာရေတောက်ဖို့ဆိုရင်ရေအိုးပဲကောင်းတယ်ငါတို့နေရာတိုင်းမှာရေခဲတက်တာတော့မထားနိုင်ဘူးလေဒီရေအိုးတွေကလမ်းမှာလူတွေတောက်ဖို့ထားနေတာလူတွေကလမ်းမှာရေအေးအေးလေးခတ်တောက်လို့ရတယ်လေတတိစကားကိုကြားပြီးဆန်ရှင်ကလည်းမျက်နှာမိတ်သွားပြီးဝီယန်ကတော့ရင်ပြုံနေပါတယ်ဝီယန်ကလည်းမြေကြီးတွေယူလာလိုက် နေပူတိုင်းမှာပင်ပန်းခံပြီးတော့ရေအိုးတွေလှုပ်လိုက်နေကျူးစားပြီးတော့ရောင်းချခဲ့ပါတယ် ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။